ဒီပိစိကဘုရားဖြစ်ဖို့ဆိုတာဘယ်လိုပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလောက်ခဲ့ရတယ်လဲလို့ဆိုတာဒါကတည်တင်တည်လိုက်တဲ့အချက်တွေပေါ့နော်မှန်ပါပါဘုရားသို့သောပိစိကဘုရားအလောင်းပါရမီ ဖြည့်တယ်ဆိုတဲ့ဇလန်းတွေကတော့တဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောရိတ္တဘုရားအလောင်းပါရမီဖြည့်တယ်လို့ 950ဇတ်တိလူသူတို့ရဲ့အတိတ်ဘဝဇာလန်းนี่မြန်မြန်ဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်권မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘယ်လောက်ပါရမီဖြည့်ရတုံးဆိုနှစ်အသင်ခြေနဲ့ကဘာတသိန်းနဲ့ဖျားဖြစ်ဖို့ရာကအ ਨੇ ဆုံး၄အသင်ခြေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီထဲမှာတရာရိကဖျားဆိုလို့ရှိရင်၈အသင်ခြေနဲ့ကဘာတသိန်း ဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပါရမီဖြစ်ရတာတွေရှိသေးတယ်ပေါ့ဖျားဖြစ်ဖို့ကျတော့၄သင်္ချေနဲ့ကဘာတသိန်းရှိတယ်၈သင်္ချေနဲ့ကဘာတသိန်းရှိတယ်16သင်္ချေနဲ့ကဘာတသိန်းရှိတယ်လို့သူတို့ရဲ့တတ္ထာစွမ်းအာပညာစွမ်းအာဝိရိယစွမ်းအာတွေအလိုက် နှစ်အတိုင်းတာလို့ကွဲပြားခြားနားမှုရှိတယ်ဘယ်လိုဖြစ်ကဗုဒ္ဓတွေကျတော့အဲ့လိုကွဲပြားခြားနားမှု မရှိဘူးဖြစ်ကဗုဒ္ဓဖြစ်ဖို့ရာကျတော့ နှစ်အတင်ခြေနဲ့ကမ္ဘာတသိမ်းပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အတင်ခြေနဲ့ကမ္ဘာတသိမ်းလို့သူတို့ဆိုတယ်။ဂျန်နဲ့မဟာတဝကတွေကတော့ကမ္ဘာတသိမ်းလောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတဝကတွေကတော့အဲကုသကောင်းမှုလုပ်ပြီးတော့အချိန်ကန်ကြသွားရင်အခုဘဝဖြစ်နောက်ဘဝကျွချင်းကျွမှာပဲဒါတော့နော်သိပြီးတော့ရေရှည်လှုပ်เสียမလို့ဘော။အဲ့တော့ ဒီထူးချွန်ထက်မြက်တဲ့ပုံကုမျိုးမဟုတ်ဘူးတာမန်ပုံကုဆိုလို့ရှင် လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံကုမျိုးဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဗိသေကဗုဒ္ဓရှင်မြတ်တေဟာနှစ်တင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ပြီးမှပစ္စေကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေခါမျိုးမှာပစ္စေကဗုဒ္ဓပွင့်နာတော့လို့ဆိုတော့ သူကဖះမပွင့်တဲ့ကဘာမျိုးမှလည်းမပွင့်ဘူး။တုံညကဘာလို့ခေါ်တာပေါ့။အဲ့ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ဖះပွင့်တဲ့ကဘာမျိုးမှဖះမပွင့်ခင်ပွင့်တယ်။ဖះတဆူနဲ့တဆူချားမှပွင့်ကြတယ်ပေါ့နော်။ဖះမပွင့်တဲ့အချိန်မှပွင့်ကြ။ဂေါရမမြတ်စွာဘုရားနဲ့ဖះလောင်းလေးမွေးလာသည်ထီအောင် နောက်ဆုံးပြည့်စေကဘုရားတဆူဟာကြံ့ရင်သေးတယ် ဖះလောင်းလေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်။အဲ့ဒီပိဿကဗုဒ္ဓရဲ့ဖွဲ့တော်ကမာတင်ကပိဿကဗုဒ္ဓတဲ့။ဒီပိဿကဗုဒ္ဓကဖះလောင်းလေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်။ကြားသွားပြီးတော့သူပြိဋိဗံဆန်းသွားတယ်။အဲ့ဒါနောက်ဆုံးပိဿကဗုဒ္ဓဆိုအဲ့တော့ဖះပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့။သို့တော့ဖះနဲ့ပြိုင်ပြီးတော့ဖះရောပိဿကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူး။ မရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာရောလို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့ तू ကတပြည့်မဟုတ်ဘူး तू ကိုယ်တိုင်တစ္ဆာလေးပါးကိုထိုးရင်းရေးသိတာကိုယ်ပိုင်ဉာဏ်နဲ့သိတာမဟုတ်သူကပစ္စေကကိုယ်ပိုင်ဉာဏ်နဲ့သိတာလည်းပဲအတီးအီးတုံးနဲ့တူဆက်သွယ်မှုမရှိဘူး तू ကနော်ပစ္စေကဆိုတာအတီးအီးကိုယ်အာယုံနဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာ ဘုဇုဆီယမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပြိစ္ဆေကဗုဒ္ဓဟာတပြိုင်နဲ့900ရလဲပွင့်နိုင်တယ်အထီးတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမန်တမောရဘုရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရဘူးတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဘုရားမပွင့်ရသေးဘူးသူကဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိနေသေးရင်အရိမတိယဘုရားမပွင့်ဘူး ဒါကြောင့်မို့လို့နောက်ဆုံးကြတော့ဓာတုအန္တရဌာနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယုံသိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖះဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာစာအစိုးရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာတီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူပြောင်းသွားကြတာเนาะ အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာခုဗုဒ္ဓဂယာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖရာရဲ့အသွင်တံပုံတံတံဖန်ဆင်းပြီးတော့တကိုးတွေဘာတွေပြပြီးတော့မှဒီဇောဓာတ်လောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးပျောက်ကွယ်သွားမှာလေဒါဓာတုအန္တရာဌာနဆိုတာရှိတယ်ပေါ့ဒါမှမဟုတ်ဖရာတဆူရဲ့ဓာတ်တော်ဟာနောက်ဖရာတဆူလက်ထက်ထီအောင်မရှိနိုင်ဘူး ရှိနေသေးရင်တော့ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားဘုပ္ပစိကဘုရားကြတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ပိစိကဘုရားဆိုတာဘုရားတဲ့တော့တစ်ဆင့်နေတယ်တစ်ဆင့်နေတယ်ဆိုတာအကြီးချင်းအပြင်တစ်ဆင့်နေသွားတယ်တက ရှင်သာရိပုတ္တရာတို့ရှင်မောဂ္ဂလန်တို့လို့အက္ခတဝကတွေတဲ့တသိမြင့်နေသူကအဲ့ဒီရှားမှာပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောအဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုတည်သူပိစိကဆိုတာအတီးဒီကိုပိုင်နီးနဲ့သစ္စာတရားကိုတည်သွားတဲ့ဘုရားလို့ဒီလိုပြောတာเนาะ ဲ့တော့သမသမုဒ္ဒရာကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရာငယ်လို့ခေါ်ကြတာပေါ့ဒါကတော့အကြီးငယ်သုလဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးသို့တော့ဗမာတွေကသုံးတယ်ဖရာကြီးဖရာငယ်နော်ဖရာကြီးဖရာငယ်လို့သုံးတယ်ဗမာစာပေမှာတော့အဲ့တော့ငယ်တယ်ဆိုတာဂုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော် တမသမုဒ္ဒဖရာမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတညာတို့လိုဟာမျိုးအိန္ဒရိယပရောပရိယတိတို့အာတယနုတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ညာမျိုးတွေဒီပိစ္ဆေကဗုဒ္ဓမှာမရှိဘူးသို့တော့ကိုယ်ပိုင်ညာနဲ့အတီးအတီးပိစ္ဆေကဆိုတာအတီးအတီးပတ္တိကုလာအတီးအတီးတစ္ဆာတရားကိုသိပြီးတော့ကိုယ်ပိုင်ညာနဲ့တစ္ဆာတရားကိုသိပြီးတော့ ပိစကဗုဒ္ဓဖြစ်ကြတာအရတ္တမေရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေရတ္တဖို့နဲ့စွန့်ရည်ထက်တယ်ပေါ့ဝိဇ္ဇာ၃ပါးအဲအဘိညာဉ်၆ပါးပဋိသင်္မိရာညာ၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်အဲ့လိုပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ particular ဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောသို့သောပိစိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိစိကဗုဒ္ဓတွေစကားပြောပါတယ်ကုသိုလ်ဟောတော်တဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုတော့အထက်ကရာမှာရှင်းထားတာရှိတယ်။ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ညာနဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်။သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိသွားအောင်ပြောနိုင်စွာမရှိဘူးလို့တွေ့လို့ဆိုလိုတယ်နော်။မဟောတာတော့မဟုတ် သို့သောထေကရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေနဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြအီအဲနဲ့လောက်ရမှာပေါ့အဲအခုကိတော့စကားပြောတဲ့နေတွေရှိတယ်လေလက်ကလေးတွေဟိုချိုးတီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာ တခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာသူ့မှာအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုံဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူတာတောက်တာပေါ့။အဲ့တောရောက်တဲ့အခါဖာလူတာဘလောက်ကောင်းတယ်ဆိုတာသူ ပြန်ပြန်ပြောတတ်ဖူးတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူတာလို့မပါဘူးနားလဲအောင်လို့ပြောပြတယ်။ မျိုးပေါ်ကစားလာတဲ့အစာအာဟာရရဲ့အရသာကိုတောရောက်တဲ့အခါသူပြန်မပြောတတ်ဘူးတဲ့တောမှာစကလုံးမရှိဘူးပေါ့လေအဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီးဆိုင်းလင်းဗုဒ္ဓလို့ဘာသာပြန်တာတော့ဒါမဟုတ်ဘူး950ထဲမှာပိဿကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရိန္ဒမမင်းဆိုတာဘုရားလောင်းအဲ့တော့ဘုရားလောင်းနဲ့ပိဿကဗုဒ္ဓအဲ့တော့တငယ်ချင်းဖြစ်ကြတယ်တကယ်ချင်းဖြစ်တော့ အဲ့တော့ပိဿကဘုရားဖြစ်တာကပရောဟိတ်ပုံနာဖះလောင်းကဘယင်းအဲ့ဒီမှာသူ့တန်ငယ်ချင်းကိုသူ့လိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရားစေခြင်းအဲ့ဒီအချိန်မှာဟိုကထီးနှံစည်းစိမ်မစွန့်နိုင်ကံကုန်အာယုန်တွေကမစွန့်နိုင်သူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောတော်တော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောတော် မင်းဒီနန်းဒီနန်းစီစဉ်နေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူဟောတယ်ဆိုတာတွေ့နော်ဥပမာပေးတာလေကြီးကန်းတကောင်ကတဲ့ခင်းကမြစ်ကြောမှာညောလာတယ်အိန္ဒိယနိုင်ငံစတိုရီဆိုခင်းကပေါ့ဒီကတော့အေယာဝတီနဲ့ပြောရမှာပေါ့နော်ခင်းကမြစ်ကြောမှာစင်းလေးကောင်ကြီးညောလာ မျောလာတဲ့အခါကြီးတစ်ကောင်ကအဲ့ဒါမြင်တော့စနေကောင်ပေါ်ပြန်ချလိုက်တယ်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံပြီမမစားเสียရလဲရှိတယ်နေเสียရလဲအကျယ်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးဆေးဆေးပဲဘယ်မှသွားเสียရမလို့တော့ဘူးစားရင်ဆင်ကြီးကိုဖောက်စားမယ်နော်စနေကောင်ကြီးကိုဖောက်စားရေရေငတ်လို့ရှင်ညည်းရေတောက်လိုက် ဟန်ကြတယ်ဆိုပြီးတော့တအားအားနဲ့အဲ့ဒီမှာသူသဘောကျပြီကန်းကိုမပြန်တော့ဘူးအဲ့ဒီပုံမှာပဲနားနားနေနေနဲ့စင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်နေကောင်ကြီးကပဲရောက်သွားတော့ဆိုပင်လေတဲ့ရောက်သွားအဲ့ဒီပင်လေတဲ့ရောက်တာကိုလေသူကမမှုဘူးလိုက်သွားဟိုးကမ်းမမြင်လမ်းမမြင် နေရာရောက်သွားတဲ့အခါစင်လေးကြီးကလည်းရက်ချလာတော့ပုတ်လိုင်းနေကပုတ်တော့စင်လေးကအကောင်ကပြက်ပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းလက်ကဝေးကျင်နေဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်နဲ့ပင်လေတဲ့ပဲကြာပြီးပေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကမ္ဘောအာယုံကျော်နေတဲ့မှာ မမောနေမယ်ဆိုရင်ဒီနေ့မှာကြီးမိုက်ကြီးလူဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြစ်စိခါဘုရားဟောတဲ့တရားပဲအဲ့အဲ့လိုတန်ဝေကဖြစ်အောင်တော့ဟောနိုင်တယ်သို့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရတယ်ကျင့်ရင်မက်ကိုဘယ်လိုမက်ဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုတာဒီလိုဟာမဟောနိုင်ဘူးလို့ဆိုလို့မဟောနိုင်တဲ့အတွက်ကြောင့်ပြစ်စိခါဘုရားတရားနာပြီးတရားတို့တရားမြတ်ရတယ်ဆိုတော့ပုဂ္ဂိုလ်တူးဝမ်းဖြစ် ိုပိုင်ညာနဲ့သိပြီးတော့ဒါလင်းတရားတို့တရားမြတ်ရကြတာပိစိကဘုရားတရားကိုမသိနိုင်ဘူးတဲ့ဟောနိုင်စွမ်းရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်းဒီကြံတဲ့ပုံကိုယ်တွေလိုက်ပြီးတော့လိုက်နာကျင့်သုံးမှုဒီလိုဟာမျိုးဖြစ်အောင်မဟောနိုင်ဘူးတဲ့ပိစကဗုဒ္ဓရဲ့တဆင့်နိုင်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့ဟောနိုင်ပြီးတော့ပိစကဗုဒ္ဓဘာလို့မဟောနိုင်နှုံးဆိုတော့ ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူဟာမဟုတ်ဘူးလေဖះဟာဟောတာလေဟိုကဒီလိုတဆင့်တင်ထားတာရှိမှမရှိတာကိုအဲ့ဒါကြောင့်မလို့မတူဘူးရှင်သာရိပုတ္တရာတို့ဟောသမျှတရားသည်ဖះတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးပိစိကဗုဒ္ဓါကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓါကိုအာအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဟာဒီလိုပြောတာပေါ့နော်ဟုတ်ပါဘူး ို့တော့အဲ့လိုပြောတာကြီးကဟိုဘာကိုဆိုလိုတာတော့ဆိုသူရထားတဲ့မက်ဖို့ကြီးညွန်းတဲ့အတိတ်ပဲမျိုးပဲဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးเนาะတမန်နတ်ပြည်ရအောင်တရားကုသိုလ်ကောင်းမှုလုံးဝမယ်ဆိုတာဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်တယ်ပေါ့ခုနလိုမက်ဖို့နိဗ္ဗာန်ကိုရသွားသည့်ထိအောင်စိုက်ထိသွားအောင်ခြင်းစဉ်တစ်ခု ဟောမပြနိုင်ဘူးတဲ့။ तू ကတော့တိတယ်။ तू သွားတဲ့လမ်းတော့ तू တိတယ်ပေါ့။မှန်ပါဗျာ။သို့တော့အဲ့ဒါကို तू များကိုရှင်းမပြတတ်ဘူးသား။အခုကိလူတွေလည်းတချို့လည်းပဲသူပိစိကဘုရားလောင်းမဟုတ်ပိစိကဘုရားမဟုတ်ပေမဲ့လို့ငါမပြောတတ်ဘူးတော့ငါတော့တိတော့တိတယ်။ဒီလိုလူလည်းရှိသေးတာဟုတ်လေ။မှန်ပါဗျာ။ပြောမပြတတ်ဘူးတဲ့။ဒီလိုရှိတယ်။အဲ့တော့ပြောပြတယ်ဆိုတာလေလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ အေးပိစိကဗုဒ္ဓကိုယ်ပိုင်ဉာဏ်နဲ့အတိအတိပတိကူလာကိုယ်ပိုင်ဉာဏ်နေနဲ့တရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပိစိကဗုဒ္ဓလို့ခေါ်တယ်